ဓမ္မပါလာရွှေချောင်းမဟာ Sky Daily ကြည့်ရှုသူဓမ္မမိတ်ဆွေသူတော်စင်အပေါင်းတို့ရှင်ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းအကြောင်းအရာကတော့ဓမ္မပါဠဖောင်ဒေးရှင်း DBF ဆယ်နှစ်ပြည့်တံဖြူရတုနှစ်ပတ်လည်ပွဲကျင်းပပြုလုပ်ခဲ့တဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဓမ္မပါဠဆရာတော်ဦးစီးပြီးဓမ္မပါဠဖောင်ဒေးရှင်း DBF ဆယ်နှစ်ပြည့်တံဖြူရတုနှစ်ပတ်လည်မင်္ဂလာအခမ်းအနားကိုတော့ဒီကနေ့နိုဝင်ဘာလ25ရက်နေ့နက်9:00ခွဲက ရန်ကုန်တိုင်းဒေသကြီးကြည်မြနိုင်မြို့နယ်နတ်စင်လန်တာရူကျောင်းတိုက်အောင်တုခဓမ္မယုံမှာကျင်းပပြုလုပ်ခဲ့ပါတယ်။ဓမ္မပါဠိဆရာတော်ဓမ္မကတိကဂုံနူးဆောင်ကိုဝဲရာဓမ္မပါဠိဖောင်ဒေးရှင်း DBF အကျိုးဆောင်ချုပ်မြို့နယ်တန်ခါအတွင်ရေးမှုတိုင်းတန်ခါဝန်ဆောင်ပြည်ရင်းပြည်ပသာသနာပြုဓမ္မစကြာဆက်ဝိုင်းဒေသနာကျမ်းပြု အရှင်ပါကတာလင်္ကာရဤ ထူးခြားချက်များမှာဓမ္မစကြာ၃နှင့်အနတ္တလက္ခဏာတို့ကြားဝါဇူလာပြေကျော်၅ရက်ကြာတာပရိနိနနတ်တွင်ဖွားမြင်ခဲ့ပြီး၅နှစ်သားအရွယ်တွင်ဥပုံဆောင်သုံးခြင်း၆နှစ်သားအရွယ်တွင်တသက်လွတ်စားခြင်း၇နှစ်သားအရွယ်မှာတော့မိလွတ်စားခြင်း၈နှစ်သားအရွယ်တွင်ရှင်သာမဏေဝေချင်း၉နှစ်သားအရွယ်မှာတော့ပရိစသမုပ္ပါဇဝိုင်းတရားကိုလေ့လာခဲ့ပြီး ဆယ်နှစ်သားအရွယ်တွင်တရားစတင်ဟောကြားခဲ့ပါတယ်။အဲဒီနောက်မှာတော့16နှစ်သားအရွယ်တွင်ဘဝကျင့်စဉ်ကို စတင်ရှာဖွေက19နှစ်သားအရွယ်တွင်စချဖုန်ကြီးဖြစ်ခဲ့ပြီးတက်တော်23နှစ်တွင်ကျောင်းနိုင်ဖုန်ကြီးဖြစ်ခါတက်တော်29တွင်ဘဝကျင့်စဉ်ကိုမူကျန်းရရှိခဲ့ပါတယ်။အိုင်နောက်မှာတော့တက်တော်35တွင်ဗုဒ္ဓဂါယာမဘဝကျင့်စဉ်ကို အတီးပြုရရှိခဲ့ကာ တတ်တော်36နှစ်တွင်ရိတ်တာတည်ထောင်ခဲ့ပြီးတတ်တော်38နှစ်တွင်ဓမ္မပါလဖောင်ဒေးရှင်း DBF ကိုတည်ထောင်ခဲ့ပြီးတတ်တော်40တွင်ပြည်ပသာသနာပြုစတင်ကာတတ်တော်53နှစ်တွင်ဓမ္မစက်ကြာဆဝိုင်းဒေသနာကိုတည်ထွင်ခဲ့ပြီးတတ်တော်54နှစ်တွင်ဗုဒ္ဓဂါယ15မိုင်ရန်ကုန်ကိုစတင်တည်ထောင်ကာတတ်တော်55တွင်ဘဝကျင့်စဉ်ကိုအတိတ်ထံအောင်မြင်ခဲ့ပြီးတတ်တော်58နှစ်တွင် ဗုဒ္ဓဂါယာမှာဓမ္မကျင့်စဉ်ကိုရရှိတော်မူခဲ့ပါတယ်ဓမ္မပါဠိဖောင်ဒေးရှင်း DPF ကို2014ခုနှစ်ကစတင်တည်ထောင်ခဲ့ကယခု2024ခုနှစ်တွင်တည်ထောင်ခြင်း10နှစ်ပြည့်သို့ရောက်ရှိလာခဲ့တာကြောင့်ဒီကနေ့နိုဝင်ဘာလ25ရက်နနက်9:00နာရီခွဲတွင်ရန်ကုန်တိုင်းဒေသကြီးကြည်မြင့်နိုင်မြို့နယ်နတ်စင်လန်းတာရူကျောင်းတိုက်အောင်သူခဓမ္မယုံတွင် ဓမ္မပါဠဖောင်ဒေးရှင်း DPF ဆယ်နှစ်ပြည့်တန်ဖြူရတူနှစ်ပတ်လည်မင်္ဂလာအခမ်းအနားကိုကျင်းပပြုလုပ်ခဲ့ပါတယ်။အဆိုပါအခမ်းအနားနဲ့ပတ်သက်ပြီးတော့လေဓမ္မပါဠဆရာတော်အရှင်ဘဂဒါလင်္ကာရမှာအခုလိုမိန့်တော်မူပါတယ်။အဲဖမောအခုဒီဆယ်နှစ်ပြည့်ပွဲကြီးကျင်းပတာတော့ဖမောအချိန်ကြီးရဲရဲကြောင့်ခေတ်ကလျှော့ထားတဲ့ဥစ္စာတွေအခုတကြောပြန်ပြီးတော့စကြမှာပေါ့။အဲဒါဓမ္မပါဠမိသားစုတွေစုံစည်းတယ်။ အဲဒီစံသီးပွဲမှာပဲဒီဆယ်နှစ်တာကာလအတွင်းမှာအထူးထောက်ပံ့ပေးခဲ့တဲ့တိန့်တထောင်ကျော်တိန့်သုံးလေးထောင်ကျော်အလူရှင်တွေတိန့်တရာထက်အလူရှင်တွေကိုဒါအထူးကုန်ပြုလာတယ်ခင်အထူးအနေနဲ့ဒီဆယ်နှစ်တာကာလအပွဲကြီးမှာနောက်ပိုင်းဒီတဲ့ဒီတဲ့ဒါနာပြုလုပ်ငန်းတွေပိုလုံးနိုင်အောင်ဥပထံတကအဖွဲ့ဆိုတော့အထူးထောက်ပံ့တဲ့အဖွဲ့ကြီးတစ်ဖွဲ့ပါဒီနေ့ဖွဲ့စည်းဖို့အဓိကရှိရပြီးတော့ဆောင်ရွက်တာဖြစ်တယ်။အဲဖုံမောကမမလာဖော်ပြချင်းစတော့ကတော့သာသနာပြုပြိုင်တာအဖွဲ့ပေါင်း၃ဖွဲ့လောက်ပဲရှိတယ်။ အဲ့ကနေပြီးတော့အခုတဖြည်းဖြည်းနဲ့ထပ်ဖွဲ့ထပ်ဖွဲ့ရနေအခုဆိုရင်ဌာနကြီး၉ခုနဲ့အဖွဲ့ကြီး၉ခုရှိတယ်။အဲ့ဒီဌာနကြီး၉ခုနဲ့အဖွဲ့ကြီး၉ဘွဲကခမုန်းလို့မြန်မာတနိုင်ငံလုံးမှာဆိုရင်လည်းပရာဟိတလုပ်ငန်းတွေဆိုရင်မြန်မာတနိုင်ငံလုံးအတိုင်းအတာနဲ့လုပ်တယ်။အဲခမုန်းတို့မှာပရာဟိတဆိုရင်တနိုင်ငံလုံးလုပ်တယ်။ပရိယတိဆိုလည်းခမုန်းတနိုင်ငံလုံးလို့လုပ်ပါလေ။ခမုန်းတက္ကသိုလ်ကြီးရောဓမ္မဆရာထိုးချတာတွေရောပတ်ဆောင်တယ်။အဲခု ပတိပတိလုပ်ငန်းအနေနဲ့ဆိုရင်လည်းမြန်မာပြည်တွင်မကဘူးပြည်ပဘုံဘုံထိုင်းတို့စင်ကာပူတို့အိန္ဒိယတို့အထိပါပြည်တွင်းဒီဘာသာနာပြုလုပ်ငန်းတွေအများကြီးလုပ်ဖြစ်တာအဲဒီဓမ္မပါဠိဖောင်ဒေးရှင်းရဲ့အဓိကရည်ရွယ်ချက်ကတော့ဓမ္မပါဠိဓမ္မဆိုတာတရားပါဠိဆိုတာစောင့်ရှောက်တာပေါ့ဘုံဘုံကတရားဓမ္မတွေတိုးတက်စီရင်ပြန်ပွားထွန်းကားအောင်စောင့်ရှောက်ဖို့နံပါတ်၁ချီရယ်အဲဒီနံပါတ်၂ကတော့အဲဒီတရားစွာအားတွေနဲ့လောကလူသားတွေကိုငြိမ်းချမ်းမှုငြိမ်းအေးမှုတွေပေးခြင်းဒါဓမ္မပါဠိဖောင်ဒေးရှင်းရဲ့ရည်ရွယ်ချက်နှစ်ချက်ပါ အဲဖုံးဖုံးကကြတော့အခုပလန်ထက်ပြီးတော့ချလိုက်တာကအခုနတော့ရည်ရွယ်ချက်နှစ်ခုအပြည့်ဟိုရေရှည်တည်တက်ခိုင်မြဲဖို့အတွက်ဆိုဥပဒေမကားဖို့ဒီတစ်ခါထပ်ဖက်လိုက်တယ်အထပ်ဖက်တယ်ဆိုတော့ဖုံးဖုံးကရေရှည်တည်တက်ခိုင်မြဲဖို့အတွက်ဆက်လက်ပြီးတော့ဒီထက်ဒီထက်အောင်မြောင်ဆက်လုပ်ပါအဲဖုံးဖုံးကအခုပြည်တွင်းပြည်ပသာသနာပြုလုပ်ငန်းတွေလုပ်တယ်လုပ်တဲ့အခါမှာလည်းပရဟိတရောပရိယတိရောပရိပတ်တိရောသုံးမျိုးလုံးလုပ်တယ်အဲတစ်ခါထပ်ပြီးတော့ဖုံးဖုံးအထူးအနေနဲ့အခုတရားလိုင်းမှဆိုရင် 650ကျော်ကမိုးလို့ဆရာတော်ဘုရားကြီးကပြိဿသမုပ္ပါဒ်ဆက်ဝိုင်းဆိုပြီးထွန်းတာဒီတင်ရတော့အခုဓမ္မစက်ချာဆက်ဝိုင်းဆိုပြီးတော့တမိုင်းပင်နဲ့ဆက်ဝိုင်းတစ်ခုပါချက်ပြီးတော့ဓမ္မနာတော့ပေါ့အဲဒါကြောင့်မလို့ဦးစင်းနဲ့ပရာဟိတလည်းလက်လက်ပြောလို့ရတယ်ပရိယတိလုပ်ငန်းတွေမှာလည်းလက်ပြောလို့ရတယ်အခုဆိုရင်ပฏิပတိလုပ်ငန်းဖြစ်တဲ့လက်တွေ့ကျင့်စဉ်လုပ်ငန်းတွေမှာအထူးပါဦးစင်းဆက်ပြီးတော့ဆောင်ရွက်သွားတဲ့အတွက်ကြောင့်အားလုံးဘက်ဆောင်ကပါဝင်လို့ရတာဟောဖုံးမုန်းတို့ဓမ္မတလဖောင်ဒေးရှင်းမှာဓမ္မတလဖောင်ဒေးရှင်းရဲ့ဆောင်ပုဒ်ရှိတယ်ပေါ့ ဓမ္မပါလာမှာဘဝတာကြပါစေဦးဇင်းရဲ့ဓမ္မပါလာမိသားစုတွေအားလုံးဓမ္မပါလာကြီးမှာဘဝတွေတာယာပျော်ရွှင်စေခြင်းတိတိတိတပို့ပြီးတော့တာခြင်းနောက်တစ်ခုဓမ္မပါလာဖောင်ဒေးရှင်းဘဝတာကြလို့နောက်ရင်းလင်းပါသေးတယ်ဓမ္မပါလာဖောင်ဒေးရှင်းမှာပါဝင်လက်သေးပြီးတော့ဘဝတွေတာယာပျော်ရွှင်တဲ့ဘဝတွေနဲ့နောင်မှာဒီတဲ့ဒီတဲ့အလင်းတွေတောက်ပပြီးတော့လောကအလင်းတွေဓမ္မအလင်းတွေညံအလင်းတွေရရှိခြင်း ဟဲ့နောက်တော့ဓမ္မပါလာဖောင်ဒေးရှင်းအင်္ဂလိပ်လိုအတူပါပြောမယ်ဆိုရင်ဓမ္မက D ပါလာက B Foundation F DPF ဟဲ့ဒါလေးနဲ့အညီဒီစုံမကောင်တောင်းပေးရရင် DPF မြေချတက်နိုင်ကြပါစေလို့စုံမကောင်ပါဘူးဒီကနေ့ကျင်းပပြုလုပ်ခဲ့တဲ့အခမ်းအနားမှာတော့ကြွရောက်တော်မူလာကြကုန်သောဆရာတော်တန်ဃာတော်အရှင်သူမြတ်များနဲ့ အလုဒရကဒရကမာများဖိတ်ကြားထားသောဧည့်သည်တော်များမှနမောတသ၃ကျင်းယူဆူကအခမ်းအနားကိုဖွင့်လှစ်ခဲ့ပြီးဓမ္မပါလဆရာတော်ဘုရားထံမှတိလခံယူဆောက်တည်ခဲ့ပါတယ်အဲဒီနောက်မှာတော့ဓမ္မပါလဖောင်ဒေးရှင်း DVF အကြံပေးနိုင်ရကပညာရေးဝန်ကြီးဌာနညွှန်ကြားရေးမှူးငယ်ဦးစိန်ညင်ထွန်းခေါ်တက္ကသိုလ်စိန်ညင်ထွန်းမှအဖွင့်အမှားစကားပြောကြားပြီး ဥပဋ္ဌမကအဖွဲ့အစီအဝေးကျင်းပခြင်းအစီအစဉ်အရာ အများကိုစားဓမ္မပါဠိဖောင်ဒေးရှင်း DBF ကျက်သိန်းလေးတောင်ကျော်အလှူရှင်ကျောင်းတကာကြီးဥယျံအောင်မှဆွေးနွေးတင်ပြခဲ့ပါတယ်ဆလဘီတိန့်တထောင်ကျန်းနေအထက်အလူရှင်များနေတိန့်တရာကျန်းနေအထက်အလူရှင်များအားဂုံပြူမှတ်တမ်းလာများပေးရခဲ့ပြီး 交望的传递大 ဓမ္မပါဠဖောင်ဒေးရှင်း DBF အကျိုးဆောင်ချုပ်မြို့နယ်တန်ခါအတွင်ရေးမှုအင်တန်ခါဝန်ဆောင်ပြည်ရင်းပြည်ပသာသနာပြုဓမ္မစကြာစဝိုင်းဒေသနာကျမ်းပြုဇာတော်ကအနုမောနာတရားဟောကြားကရေဇက်ချအများပေးဝေခဲ့ပြီးအလူတရားကတရားကမှများနေအပရိသတ်များကိုကန်ဆဲမဲနိုင်ခါမဟာကန်ထူးရှင်ရေးချယ်ပွဲကိုကျင်းပပြုလုပ်ခဲ့ပါတယ်ဒီနောက်မှာတော့ ဗုဒ္ဓသာသနာစီရင်တည်ထူ၃ချိန်ရွဆိုကအခမ်းအနားကိုအောင်မြင်စွာရုပ်သိမ်းခဲ့ပြီးရွှေမိုးငွေမိုးများရွာသွန်းဖြိုးကဆရာတော်တန်ဃာတော်များကို နေစွန်းဆက်ကပ်လူရန်ခဲ့ပါတယ်။ဆရာတော်ဖျားကြီးကိုစသီးကြတော့တော်တော်ကြပါပြီ။နော်အန်တီတို့ကလေမျိုးဆက်ကျဆက်ပြစ်တင်နန်းပထမပတ်ထဲမှာဆက်တဲ့ခရေကဆရာတော်ဖျားလည်းယူသေးတယ်။ယူသေးလေးစားပြီးတော့တင်နန်းမှာလည်းဆရာတော်ကလည်းအမြဲတမ်းအဆက်အယားယား နေထိုင်ရေးစောက်တော့ရေးအကုန်လုံးတင်နန်းသူတင်နန်းသားတွေအတွက်ဒူးသက်ဆိုင်တင်နန်းပို့ချခဲ့တယ်ပေါ့နော်အဲ့ဒီမှာအန်ဒီကတက်ရောက်ခဲ့တယ်ရဆရာတော်ဖျားယူလေးစားကြည့်နေခဲ့တာဖြစ်ပါလေအခုလည်းဒီနေ့လာရောက်ဝင်ပြတာပေါ့နော်7နှစ်ပြည့်7နှစ်ပြည့်နှစ်ပတ်တယ်မှာပေါ့နော်အဲ့တော့ဆရာတော်ဖျားကြီးကလည်းအများအား လာတဲ့လူတွေကိုအကုန်လုံးအာရဒါနအစအကုန်လုံးအပြည့်အဝအပြည့်မဲဖောက်ပေးမှာတဲ့မဲတွေကလည်းအများန်းဖောက်ပေးတယ်ဟုတ်ကဲ့ဆရာတော်ဘုရားကိုယ်တိုင်ကလည်းဘွဲတွေအများကြီးရထားတယ်တရားဘွဲတွေလည်းအများန်းလောက်တယ်ရင်သေးလိမ္မာသင်္นานနေတယ်လောက်တယ်မျက်စိတွေမျက်စိတွေအဲမျက်စိပါလဲစကုဒါနပေါ့နော်အဲ့ဒီမျက်စိခွဲစိတ်တာတွေလည်းလောက်ပြီးတယ် နောက်ပြီးတော့အဲ့မှာသင်တန်းကလည်းတော်တော်ဆုံနေကွန်ပျူတာတွေရောအင်္ဂလိပ်စာတွေရောဘုံလုံးကြီးကြီးတိမ်မှသင်တန်းတွေရောဆရာမတွေလုတ်ပေးတာအများကြီးပါပဲရှင်။ဆရာတော်ဖျားကြီးတက်တော်ရတော်ရှိပါစေ။သနာပြုလုပ်ငန်းတွေလည်းဒီထက်မကကျေပြန့်စွာဆောင်ရွက်နိုင်ပါစေ။သာသနာတော်ကြီးတိုးတက်တာနဲ့အမျှဆရာတော်ဖျားဆောင်ရွက်နေတဲ့သာသနာပြုလုပ်ငန်းတွေလည်းတိုးတက်အောင်မြင်ပါစေလို့အန်ဒီယာတကယ်ဦးလင်းနဲ့ကနေလိုက်လိုက်လဲလဲဆုတောင်းပါတယ်။ဓမ္မပါလာဆရာတော်မှာ ဓမ္မပါဠိဖောင်ဒေးရှင်း DBF ကိုတည်ထောင်ခဲ့ပြီးပဒနာဗျူပရဟိတကိုလှုပ်ဆောင်ခဲ့တာအခုဆိုဌာန၉ခုနဲ့အဖွဲ့၉ဘွဲဖြင့်မြန်မာတနိုင်ငံလုံးအတိုင်းအတာပရဟိတသာသနာပြုလုပ်ငန်းများကိုလှုပ်ဆောင်လျက်ရှိတယ်လို့သိရပါတယ်။ဒါကြောင့်ဆရာတော်ရဲ့သာသနာပြုပရဟိတလုပ်ငန်းများကိုဒီထက်မကလှုပ်ဆောင်နိုင်စေဖို့သာသနာတော်ကြီးအထွတ်ရှည်တည်တဲ့ခိုင်မြဲစေဖို့ခொနည်းသာသမီ စေတနာရှင် ကုသိုလ်ရှင်အပေါင်းတို့အနေနဲ့ နိဗ္ဗာန်လမ်းကိုရည်ရွယ်ကကုသိုလ်ပြုပါဝင်လူတန်းနိုင်စေဖို့ Sky Daily Media မှာနိဗ္ဗာန်အကျိုးမျှော်လို့ရိုက်ကူးတင်ဆက်ပေးလိုက်ရပါရဲ့ရှင်။